မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေအတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့နိုဝင်ဘာလ16ရက်ဗုဒ္ဓဘုရားအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံပြီးမြမအရေးဆွေးနွေးခဲ့တဲ့သတင်း နိုင်ငံတကာတိုင်းဝမ်ကနဲ့အတူရောင်ရွေးကောက်ပွဲအကြောင်းပြုပြီးလွတ်လပ်စွာရေးသားဖော်ထုတ်ပြောဆိုခွင့်ချိုးဖောက်နေတဲ့အကြပတ်ဆဲအုပ်စုကိုအေးအေးယူဖို့ပြောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်တိုက်တွန်းလိုက်တဲ့တဲ့နန်းစီရီယံဝန်ထမ်းတွေပရီစီဒီယံဖျက်သည့်အဖြစ်တာဝန်ထမ်းဆောင်မှုဖိတ်ခေါ်လိုက်တဲ့တဲ့ကနေမျိုးနယ်အတွင်းအကြပတ်စစ်တပ်ကလေကြောင်းကနေဂျက်ဖိုက်တာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်လို့ပညာရေးစီဒီယံဆရာမတအူတေဆုံးခဲ့တဲ့တဲ့ လဲကူးမြို့နယ်ရှိကျန်းဖတ်စစ်တပ်လက်အောက်ခံဇရကွင်းရက်ကွက်အုပ်ချုပ်ရေးမှုရုံးကို မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့နေပဲဖြစ်ပါရဲ့ရှင်နိုင်ငံသားရေးဝင်ကြီးဒေါ်စင်မာအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝင်ကြီးတို့တွေ့ဆုံပြီးမြမရေးဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟွန်ပန်နီဝန်တို့အကြားနိုဘလာ18ရက်ဩစတြေးလျနိုင်ငံကင်ဘာရာမြို့မှာတွေ့ဆုံပြီးမြမအရေးအတွက်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနေဆက်ဖြတ်ကျော် ရာဆွဲမှုတွေနဲ့ဒေတာရင်းငြိမ်းချမ်းရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါ်စမအောင်ကဂျာကာလာအုပ်ချုပ်ရေးအစီအမံများအတွင်းတိုးတက်လာမှုအခြေအနေတွေအယက်သားကာကွယ်ပေးဦးစားပေးအခြေအနေတွေနဲ့နိုင်ငံတကာရဲ့လက်တွေ့ကျတဲ့ပံ့ပိုးကူညီမှုလမ်းကြောင်းတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်မြို့တိုင်းညညရေးအစိုးရရဲ့အားလုံးပါဝင်နိုင်တဲ့လမ်းပြမြေပုံနဲ့အကြံဖတ်ဆဲအုပ်စုကိုအထောက်ပံ့ဖြစ်စေမဲ့ဘလို့လုပ်ငန်းစဉ်ကိုမဆိုညှင်းပယ်ဖို့အတွက်အရေးကြီးရယ်ဆိုတာကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံကအင်ဒိုပစိဖိတ်ဒေသမှာအရေးပါတဲ့အခမ်းကဏ္ဍမှာတည်ရှိနေပြီးတော့နိုင်ငံတကာစည်းမျဉ်းတွေလူ့ခွင့်ရေးလိုက်နာဆောင်ရွက်မှုတွေအတွက်လဲကျေးဇူးတင်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက2021ခုနှစ်အကြံဖတ်ဆဲအုပ်စုရဲ့မတရားအာဏာသိမ်းမှုစတင်ချိန်မှာရွေးကောက်ခံကိုယ်စားလှယ်တွေမဟာမိတ်ဒီမိုကရေစီအင်အားစုတွေနဲ့ဖွဲ့စည်းထားတဲ့ဒီမိုကရေစီလိုလားတဲ့ယာယီအစိုးရဖြစ်ပါတယ်။ မြန်မာညီညွတ်ရေးအစိုးရက Federal Democracy ပြည်အောင်စုစီကိုငြိမ်းချစွာအသွင်ကူးပြောင်း၍အယက်သားတွေကိုအကာအကွယ်ပေးရင်ထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်ပံ့ရယူရေးနဲ့အကြမ်းဖက်ဆဲအုပ်စုကိုနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအတွက်တာဝန်ခံမှုရှိအောင်ဆောင်ရွက်နေရလို့လဲပြည်အောင်စုဝန်ကြီးကထည့်သွင်းဆွေးနွေးခဲ့ပါတယ်ရှင်။ဆလပီနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့ အတူရောင်ရွေးကောက်ပွဲအကြောင်းပြုပြီးလွတ်လပ်စွာရေးသားထော်ထုတ်ပြောဆိုခွင့်ချိုးဖောက်နေတဲ့အကြဖတ်စစ်အုပ်စုကိုအေးအေးယူဖို့ဖီအောင်စုဝင်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်တိုက်တွန်းလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့အတူရောင်ရွေးကောက်ပွဲအကြောင်းပြုပြီးလွတ်လပ်စွာရေးသားပေါ်ထုတ်ပြောဆိုခွင့်ချိုးဖောက်နေတဲ့အကြမ်းဖက်ဆဲအုပ်စုကိုရေးယူဖို့အတွက်မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ ပြည်သူလူထုနဲ့နိုင်ငံတကာသို့တင်ဒင်းစကားပြောကြားခြင်းအစီအစဉ်16မြန်ဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခံခဲ့ရာခုလိုထည့်သွင်းပြောကြားလိုက်တာပါကျမ်းပတ်ဆေးဥစုဟာအတူရောက်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးပြည်သူလူထုရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အင်တာနက်လွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးပေါင်းများစွာကိုအကြီးအကျယ်ချိုးဖောက်လျက်ရှိကြောင်းထင်ရှားတာကြောင့်နိုင်ငံတကာအတိုင်ဝန်အနေနဲ့အောက်ပါတို့ကိုဆောင်ရွက်ရန်အရေးကြီးလိုအပ်ကြောင်းတိုက်တွန်းလိုပါတယ်တဲ့ အကျံဖတ်ဆဲအုပ်စုစနေတကျကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုလူခွင့်ရေးချိုးဖောက်မှုတွေကိုတေးကြစွာစောင့်ကြည့်လေ့လာပြီးအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်ကြိုးပမ်းခြင်း၂။ယခုလိုတရားလက်လွတ်ဖမ်းဆီးမှုတွေကိုပြင်းထန်စွာရှုတ်ချပြီးဖမ်းဆီးခံထားရတဲ့သူတွေအများဆုံးလွတ်မြောက်ရေးအတွက်ဆဲအုပ်စုကိုဖိအားပေးခြင်း၃။ဆေးအုပ်စုရဲ့လူခွေချိုးဖောက်မှုများနဲ့ပတ်သက်ပြီးနှုတ်ဆက်မနေပဲအတန်တိတ်နေရတဲ့မြန်မာပြည်သူများကိုစားဖွင့်ဟပြောဆိုခြင်း၄မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်တည်မြဲရေးနဲ့ ်စစ်ရဆွဲကောင်တွေပြည်တံကင်းလုတ်ခွင့်ရရှိရေးတို့အတွက်ရည်ရွယ်ပြီးပြုတ်လုမဲ့အတူရောင်ရွေးကောက်ပွဲနဲ့၎င်းကတဆင့်ပေါ်ထွက်လာမဲ့အမေရိကန်ရုပ်သေးစိုးရကိုအတိမတ်မပြုတ်ကြောင်းထုတ်ပြန်ကြေညာခြင်းလို့ဖြစ်ပါတယ်။အကြဖက်ဆဲအုပ်စုဟာနိုင်ငံအနှံ့မှာစစ်ရဆွဲမှုတွေလေကြောင်းတိုက်ခိုက်မှုတွေကိုကျူးလွန်နေတဲ့အပြင်တရားမဝင်အတူရောင်ရွေးကောက်ပွဲအားနှောက်ယှက်ခြင်းတားဆီးခြင်းနဲ့ဖျက်ဆီးခြင်းတို့မှကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတဲ့ခေါင်းစဉ်နဲ့မတရားဥပဒေတစ်ခုကို ထုတ်ပြန်ကတရားမဲ့ဖမ်းဆီးမှုတွေပြုလုပ်ပြီး ပြည်သူလူထုရဲ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုအကြီးအကျယ်ထိပါနှောက်ယှက်မှုတွေကျူးလွန်နေရလို့ဦးနေဖုံးလကပြောပါရယ်ဒီမတရားတဲ့ဥပဒေမှာစစ်တပ်ကကျင်းပမဲ့အထူးရောင်ရေးကောက်ပွဲလုပ်ငန်းစဉ်ကိုနှောက်ယှက်တယ်လို့ယူဆရတဲ့စကားပြောဆိုမှုတွေနဲ့အွန်လိုင်းပေါ်ကဖော်ပြမှုတွေအပါအဝင်လှုပ်ဆောင်မှုမျိုးစုံကိုရာဇဝတ်မှုဖြစ်သတ်မှတ်ထားပြီးထောင်ဒဏ်၃နှစ်ကနေတည်တံ့ထိပြစ်ဒဏ်တွေချမှတ်နိုင်တာကြောင့်ဒီမတရားဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့တဲ့ဇူလိုင်လကစလို့အော်တိုဘားလ26ရက်နေ့အထိ အမှုပေါင်း40မှုအတွက်အမျိုးသား83ဦးနဲ့အမျိုးသမီး5ဦးစုစုပေါင်း88ဦးကိုအေးအေးယူထားကြောင်းစစ်ကောင်မရှင်ရဲ့ဝါရဖြန့်ချီစာမျက်နှာတွေမှာကြေညာခဲ့ရာယနေ့အချိန်အထိရရှိထားတဲ့သတင်းတွေအရအသက်မပြည့်သေးသူတွေမနုပညာရှင်တွေပါဝင်ပြည်သူတရားနှီးပါကိုအဲ့ဒီမတရားဥပဒေနဲ့ဖမ်းဆီးမှုဖွင့်ထားတယ်လို့သိရပါတယ်လို့ဦးနေဖုံလကပြောပါတယ်အကြပ်ဆက်အောင်စုက2025ခုနှစ်အောက်တိုဘာလ28ရက်မှ29ရက်နေ့တွင် ထင်ရှားတဲ့နှုတ်ပညာရှင်အ ਨੇ ဆုံး၅ဦးကို၎င်းတို့ရဲ့ Facebook လူမှုကွန်ရက်ပေါ်ကအတွေးခေါ်ဆိုင်ရာ စာသားတချို့တင်ခြင်းတော်လန်နှုတ်ပညာရှင်တချို့ရဲ့ post များတွင် Larry ရဲ့ Beijing စတဲ့လှုပ်ဆောင်မှုတွေအတွက်မတရားဖန်ဆီးခဲ့ပါတယ်။နောက်တစ်ပတ်မှာလည်းအကြပ်ဖက်ဆဲအုပ်စုဟာ၎င်းတို့ရဲ့စုံမထင်းချုံနယ်မြေတွေမှာရှိတဲ့နမဲကျော်နုပညာရှင်များစွာကိုအတူရောင်ဝေကောက်ပွဲ ထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုတွေမှာပါဝင်မှုဥပဒေမဲ့အတင်းကျပ်ဖိအားပေးချိန်ချောက်မှုတွေပြုလုပ်နေပါတယ်။ အမြဲတမ်းညို့ရေးအစိုးရအနေနဲ့အတူရောင်ရေကောက်ပွဲမှာမဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းနဲ့ချင်းချောက်အကြက်ကင်မှုတွေပြုလုပ်တဲ့ဖြစ်စဉ်တွေရှိခဲ့ရင် ပြည်သူတွေအနေနဲ့တိုင်ကြားနိုင်တယ်လို့ထုတ်ပြန်အသိပေးထားပါတယ်။မြို့သားညညိုရေးအစိုးရစုံမထင်းချုပ်နယ်မြေဖြစ်တဲ့စလင်းမြို့နယ်မှာအကြံဖတ်ဆဲအုပ်စုရဲ့အတူရောင်ရေကောက်ပွဲအတွက်ဥဆောင်ဦးရဲ့ပြုနေတဲ့မြို့နယ်ရေကောက်ပွဲကော်မရှင်အမိခံအကြံဖတ်အဖွဲ့အဖွဲ့ဝင် ဦးတောက်ဝေကိုပြည်သူတွေရဲ့တရင်ပေးပို့မှုအရာဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အညီရေးရုပ်ပစ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေပါတယ်။နန်းစီရီယံဝန်ထမ်းတွေပရီစီရီယံဖျက်သည့်အဖြစ်တာဝန်ထမ်းဆောင်မှုဖိတ်ခေါ်လိုက်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကြမ်းဖက်ဆေးအုပ်စုရဲ့ဖိနှိပ်မှုနဲ့ဆေးအုပ်စုအောက်ဝန်ထမ်းအဖြစ် မလဲမရှောင်နေထိုင်နိုင်ရသူတွေအတွက်မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Presidium ဖျဲသည့်အစီအစဉ်ကိုလက်ခံကဟမ်မပြက်တော်လိုင်းရေးတာဝန်ထမ်းဆောင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။မလဲမရှောင်သာနန်းစီရန်ဖြစ်နေရသူတွေအနေနဲ့အကြမ်းဖက်ဆဲအုပ်စုရန်ရောက်တွင်းကနေဟမ်မပြက်တော်လိုင်းရေးတာဝန်ထမ်းဆောင်ပြီး Presidium ဖျဲသည့်အဖြစ်တာဝန်ထမ်းဆောင်နိုင်မယ့်အခွင့်အရေးကိုအမိရဆောက်ကင်ကြဖို့နဲ့မိမိကိုယ်တိုင်နဲ့မိသားစုရဲ့အနာဂတ်အတွက် ဖြည်သူဘက်ကကြိုတင်ရည်တည်ထားကြဖို့ဖြည်သူရင်ဝင်ကတိုက်တွန်းလိုက်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဖြည်သူရင်ဝင်မခုံလုံးနိုင်တဲ့အရာရှိစစ်တွေတွေရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေကိုအမကန်တရင်ပေးပို့သူဖြည်သူတွေဖြစ်တော်လိုင်းရေးအတွက်ပူးပေါင်းပါဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလ20ရက်ကထုတ်ပြန်ဖိတ်ခေါ်ခဲ့ပါတယ်။အမခံတရင်ပေးပို့သူဖျဲသည့်ဖြစ်ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနကိုဆက်သွယ်ပြီးအချက်အလက်တွေဖြည့်သွင်းခြင်းကိုဥစွာလုံဆောင်ရမည်ဖြစ်ပြီးအချက်အလက်လုံခြုံမှုရှိစေဖို့ NUG ကအပြည့်အဝတာဝန်ယူအမတ်ခံတယ်လို့အသိပေးထားပါတယ်။ဒါကြောင့်ပြည်သူနဲ့တသားတဲ့ရည်တည်နိုင်ရေးကိုအကြမ်းဖက်စစ်ကောင်စီရန်နေရာအတွင်းမှာပဲနေပြီးလုံဆောင်နိုင်ပြီးချင်းမြင့်ငွေတွေလည်းရရှိမဲ့အပြင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကာကွယ်ပေးမှုအမတ်ခံချက်ကိုလည်းရရှိမှာဖြစ်တယ်လို့အမြန်ဆုံးဆက်သွယ်သတင်းပေးပို့ကြဖို့တိုက်တွန်းဖိတ်ခေါ်ထားပါတယ်ရှင်။ ကဏီမျိုးနယ်အတွင်းဂျက်ဖတ်စစ်တပ်ကလေကြောင်းကနေဂျက်ဖိုက်တာ၂စီးနဲ့ပုံကျဲတိုက်ခိုက်လို့ပညာရေးစီရီယံဆ iam တအူတည်ဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကဏီမျိုးနယ်မင်းအိုကျေးွာနီးကိုဂျက်ဖတ်စစ်တပ်ကနိုဝင်ဘာလ၁၈ရက်ညနေ၄နာရီခန့်မှာလေကြောင်းကနေဂျက်ဖိုက်တာ၂စီးနဲ့ပုံကျဲတိုက်ခိုက်လို့ပညာရေးစီရီယံဆ iam တအူတည်ဆုံးတယ်လို့တဲ့ရင်ရင်းမြစ်တွေကပြောပါရတယ်။အဂျက်ဖတ်စစ်အုပ်စုဟာဂျက်ဖိုက်တာ၂စီးနဲ့လေကြောင်းကနေတိုက်ခိုက်တာကြောင့်ပညာရေးစီရီယံဆ iam တအူတည်ဆုံးပြီး အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ပြင်းထန်တဲ့ရရှိခဲ့တယ်လို့အဆိုပါသတင်းရေးမြစ်ကပြောပါရယ်။အကြံဖတ်စစ်တပ်ကပြီးခဲ့တဲ့နိုဝင်ဘာ17ရက်မနက်9နာရီခန့်မှာလဲကဏီမျိုးနယ်မြောက်ချမ်းမှာရှိတဲ့ဝင်းမနာချေရွာအနီးကတိုက်နယ်စေယုံကိုပါရာမိုတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၈ဦးအ ਨੇ ဆုံးသေဆုံးပြီးတော့ထဏ်ရရှိသူများပြားခဲ့ပါရယ်။အကြံဖတ်စစ်အုပ်စုကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာသခိုင်းနိုင်အတွင်းလေကြောင်းတိုက်ခိုက်မှု၄၆ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်ပြည်သူ34ဦးသေဆုံးခဲ့တယ်လို့209ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့စီးရင်တွေအရသိရပါတယ်ရှင်။လဲကူးမြို့နယ်ရှိအကျန်းဖက်စစ်တပ်လက်အောက်ခံဇေယကွင်းရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုမိုင်းတွင်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းလဲကူးမြို့နယ်ရှိအကျန်းဖက်စစ်တပ်လက်အောက်ခံဇေယကွင်းရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုနိုဝင်ဘာလ18ရက် ညနေ6နာရီဝန်းကျင်မှာပြင်းအားမြင့်မိုင်းနှလုံးနဲ့ပြင်းမှတ်ကိုထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ရန်ကုန်အာမေဟွာရင်မှထုတ်ပြန်လိုက်ပါတယ်။ရက်ခွာအုပ်ချုပ်ရေးမှူးရုံးမှာအကြမ်းဖက်စစ်တပ်အလို့ကြောင့်တရားမဝင်ရွေးကောက်ပွဲကိုအစွမ်းကုန်ကူညီပေးနေတဲ့ပြူစောထီတွေစုရောက်ရောက်ရှိနေချိန်မှာမိုင်းခွဲတိုက်ခိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးနောက်လိုက်တွေဖြစ်တဲ့ပြူစောထီနှစ်ဦးထိခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို ရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေနဲ့အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကိုင်နေကြတဲ့သူတွေကိုအပြင်းထန်ဆက်လက်တိုက်ခိုက်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့အဆင့်အနာရှင်မြစ်ဖြတ်ချေမှုရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြင့်တရားဝင်လူတောက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လိုင်းလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြင့်တရားဝင်လူတောက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြပ်စစ်တဲ့ကြာဆုံးရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လိုင်းပြည်သူတွေကနေပြည်တော်မြင်တက်မှုကြားတဲ့ကနေပဲအကြံဖတ်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင် ြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်